ငါတို့ဦးမေးအွန်လိုင်းကအခုရုရှားမှာအဲဘလာဒီမာပူတင်တို့ဘာတို့ကအာရေဘက်တွေဘာတွေပွေဖက်ပြီးတော့မှအာအေးစေးဘီလာရုသမရာဦးမေးအွန်လိုင်းပြီးတဲ့ဥစ္စာလေးကိုအာအဲ့လိုအာအဲ့လိုလည်းနမ်းပြီးတော့မှမင်းတို့တွေခြေခွဲသမ်းခြေခွဲသမ်းမင်းတို့အခုဘာလုပ်မလဲနော်မင်းတို့ပြောငါမဟုတ်ငါဒီနေ့ဟိုကပြောမလို့အမြန်လမ်းအကြောင်းပြောမယ်ဟိုကကလေးကလေးကဓာကစားအမှုအကြောင်းပြောမယ် နော်တချို့တော့အရာစီးရေးတရင်တွေမူပြဲကမူပြဲဘက်ကတရင်တွေပြောမယ်အဲ့တော့ဒီနေ့အမြန်လန်းဖြစ်စဉ်ကအမှန်ပါနော်ဆက်တနာကြီးခွဲနဲ့ဆက်နှစ်နာကြီးလောက်ကြားမှာဖြစ်စဉ်ဖြစ်သွားတယ်ဖြစ်သွားတာကဒီလိုအမြန်လန်းရေမင်းကြီးရဲ့ကားကိုပြစ်တာဗျပြစ်တာကြည်ဖောက်ထွက်တာလို့ပါလို့ရှိတယ်ဟိုအဝေးကနေအဲ့လို RPG လိုပုံစံမျိုးနဲ့ဖြစ်တာလည်းရှိတယ် ဒီတရင်ကအမှန်ပါခင်ဗျအမြန်လန်းရေမင်းရလက်လေးလုံးပေါ့နော်လက်ဒီလိုလက်လေးလုံးလေးလက်မလောက်ပေါ့လေးလက်မလောက်ပဲကွာသွားတယ်အမြန်လန်းရေမင်းတော်တော်ကန်ကောင်းသွားတယ်နော်ဒါတရင်အမှန်ပါဒါကျွန်တော်တရင်ကကျွန်တော်ဒီလိုမျိုးပြောရဲတယ်ဆိုတဲ့ဟိုကတရင်မှန်နဲ့မားတယ်ဆိုတာဟာဒီလောက်ဆိုရင်ခင်ဗျားတို့သဘောပေါက်မှာပါနော်အမြန်လန်းရေမင်းနာမည်တော့မပြောတော့နာမည်နှလုံးနဲ့ခြာတာပရိသားပဲနော်အမြန်လန်းရေမင်းကြီးက အမြန်လမ်းရေကင်းနေကိုကင်းပစစ်နေတဲ့အချိန်မှာဖြစ်တာဖြစ်တာဖြစ်တဲ့ကားအောင်လဲပြစ်ခံရတယ်ချောင်းမြောင်းပြီးတော့ကားပြစ်ခံရတယ်ကြည်တန်ရတန်ချက်တွေရှိတယ်အမြန်လမ်းရေမင်းကြီးကလက်လက်မလေးလက်မလောက်ပဲကွာသွားတယ်ပေါ့နော်ကံကောင်းလို့ပေါ့နော်အဲ့လိုဖြစ်သွားတယ်အသက်အန္တရာယ်ဘေးကနေပြီးတော့မှကင်းလွတ်သွားတယ်ဒီအမြန်လမ်းရေမင်းကြီးရောအမြန်လမ်းရေမင်းကြီးရဲ့အမျိုးသမီးရောကအရန်သဘောထားကြီးတယ် အရန်ဖရာတရားကန်ဆိုင်နေနော်အအမကတော့ခရစ်ယာန်ဖြစ်မယ်နဲ့ထင်တယ်နော်အမကတော့ခရစ်ယာန်ဖြစ်မှာပေါ့ဒါအားလုံးသိကြပါဒါအမှန်တရားတော့ကျွန်တော်ပြောရမှာပဲလေအမကတော့ကချင်တိုင်းရင်းသူဖြစ်မယ်နဲ့ထင်တယ်အဲ့တော့အမဘက်ကတော့ဘုရားသခင်ကောင်းကြီးပေးတယ်ဒီဘက်ကတော့ဗုဒ္ဓရဲ့မြတ်စွာဘုရားအမြဲတမ်းရေမင်းကြီးကိုစောင့်ရှောက်တယ်သူတပည့်တွေကိုအားလုံးကိုစောင့်ရှောက်တယ်တိုက်ပွဲကနိုင်ဝဲလောက်အပြန့်လန်းဖြစ်ကြပြီးတော့မှဆုတ်ခွာသွားတယ်ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးတော့ သုံးသက်ရမယ်ဝေပန်ရမယ်ဆိုရင်ဒီလက်ဘက်ကတိုင်းဘူးပေါ့နော်ဘ ෝජ ုတ်ကြော်ကိုတိုက်ကိုတစ်ချက်တော့ပြောခြင်းနဲ့ဒီနထိုးကြီးပေါ့နော်ပြင်စီလမ်းတွေကိုမတိတာလားဒီကောင်းတွေအများနဲ့စကြေးကောင်းနေတယ်ဒီစကြေးကောင်းတဲ့ပတ်စံတွေပဲပြည်သူလူထုရဲ့ကားကြီးကားငယ်ကားသေးတွေကိုစကြေးကောင်းနေတဲ့နေရာတွေရှိတယ်အဲ့ဒီနေရာတွေကိုတက်မတော်အနေနဲ့ဒီအမြန်လမ်းကိုတက်ဖို့အတွက်ကို နော်လုံချုံရေးရတော့လုံချုံရေးရတော့လကောင်အဲ့လိုမျိုးမစိုးမိုးနိုင်ဘူးလားနော်ဒီအမြန်လမ်းကိုတက်တယ်တက်တယ်တက်တက်လှုပ်တယ်ဆိုတာကဒါကကောင်းတဲ့ပုံစံတော့မဟုတ်ဘူးပေါ့ဗျာတိုင်းပြည်အတွက်နိုင်ငံအတွက်ပေါ့နော်တော့အမြန်လမ်းမှာသွားနေတဲ့ပြည်သူလူထုတွေအတွက်နော်ကောင်းတဲ့ပုံစံတော့မဟုတ်ဘူးဒါကမစိုးမိုးနိုင်ဘူးလားနော်လဘကတိုင်းမှုအနေနဲ့လဘကတိုင်းမှုတယောက်အနေနဲ့ ဒီလိုအားနေတဲ့အာသာချက်တွေကိုသိရှိပါရဲ့တန်းနဲ့ဘာလို့မလုံနိုင်တာလဲလူရင်အားလိုလားလက်နက်အင်အားလိုလားအဲ့ဒါတွေကိုလည်းအထက်ရာရှိတွေကိုတင်ပြပြီးတော့မှနော်ဟိုအထက်အကြီးအကဲတွေကိုတင်ပြပြီးတော့မှလုံစီခြင်းပါလေခင်ဗျနော်ယာရူအရှင်ဟွာတွေဆိုတာကအကျိုးအကျိုးအကျိုးအကျောင်းတရားတွေကြောင့်ရလာတာကို တန်ဖိုးရှိရှိအသုံးချစေခြင်းပါတယ်ဗျ။ဘာလို့လဲကိုကိုတိုင်ကလည်းစူးစမ်းစေခြင်းပါတယ်နော်။ကိုကိုတိုင်ကဤရောဤရောနဲ့နေနေမယ်ဆိုရင်တော့အဆင်မပြေဘူး။အဆင်မပြေဘူး။ဘာဖြစ်လို့အမြန်လန်းကအဲ့နှစ်ချောင်းနှစ်တို့နော်။အဲ့နှစ်ချောင်းနှစ်တို့အခုအသုံးတရှိတို့နော်ခဏခဏဖြစ်နေတာ။ခဏခဏဖြစ်နေတာကအဲ့လုံကြုံရေးတွေမရှိလို့လို့လား။နော်။ အခုဆိုပြည်သူလူထုကခရီးသွားမယ်ဆိုကျွန်တော်တို့လိုစပီကာတွေသတင်းသမားတွေကိုမေးပြီလေမီဒီယာသမားတွေကိုအာသတင်းသွားရမှာဟိုဟိုလုံခြုံမမလားအ мян လန်းပေါ်ကဘာညာဖြစ်ပြီဆိုရင်လေဟိုကအဲ့ဒါအဆင်မပြေတော့ဘူးလေအင်္ဂါတို့လည်းအ мян လန်းပေါ်မှာရဲတွေထားတာပဲလို့ဘာလို့အာမရဘူးမြောက်ဒီလန်းကိုဒီ3.8နော်3.8 3.9 320 321မိုင်ဆိုတာအဲ့ဒီကြားထဲမှာဒီတရားရဲကြီးတရားတွေလည်းရှိတယ် ရဲကင်းတရားတွေလည်းရှိတယ်။ဟုတ်။ရှုတော်မျိုးစုံအောင်ဆိုရင်အခုလဘကတိုင်းဆိုရင်ဘယ်နေရာမှာဖြစ်နေလဲ။လဘကတိုင်းဆိုရင်မရေအားပဲပဲအများဆုံးဖြစ်တာ။ပြင်ဦးလွေမှာအောင်မှာဗိုလ်ချုပ်စိုးမြတ်ထုတ်ကိုယ်တိုင်းနော်အောင်မြေတို့အဲ့မှာတိုက်အောင်လို့ ਨੇ ပေါင်းပြီးချနေသေးတယ်။ဒီဘက်မှာလဘကကဒီအခုမရေအားတို့ဘာတို့လောက်မှာပဲဖြစ်နေတယ်။အခုမြင်းကြံတို့နှထိုးကြီးတို့တောင်သာတို့အခုငတယောက်တို့နော်အဲ့တချို့ရဲတွေလည်း KDB တွေပါရောသွားတတ်တယ်။ရဲမှုကြီးတွေကလည်း KDB တွေပါတော့သွားတတ်တယ်။ နော်အခုငါတယောက်တို့ဘာလို့လုံသွားပြီလုံနေပြီဟိုမှာခြားတွဲနေပြီနော်ငါတယောက်ဆိုအမြဲတမ်းဟိုဟာဟိုဟာကျွန်တော်ရှိမှာအကုန်လုံးရှိတယ်ကျွန်တော်ဒါတွေအကုန်ဖတ်မပြချင်းလို့နော်သတင်းပေးတဲ့လူကပေးနေတာနော်အဲ့တော့ကျတော့ဟိုကိုယ်ရည်ချင်းကိုတည်စီချင်ပါတယ်ဗျာနော်ဘာလို့လဲကိုယ်ရည်ချင်းကိုတည်စီချင်ရတာလဲလို့အဲ့လိုပြောတယ်ဆိုလို့ရှိရင်အဲ့လိုတိုင်းဘူးဟာတွေပေါ့ကသတ္တမူတွေ ဒီညိကိုကြီးတွေဒူးချုပ်ကြီးတွေကလည်းဒီလိုအမြန်လမ်းပေါ်ဒီကိုဒီလို အချိန်ချင်းကာကာဖြစ်ပြီဆိုရင်ဖြစ်တင်လားမဖြစ်တင်ဘူးလားဆိုတာတော့ဘောနစင်းသားတင်ပြီလို့ထင်တာပဲเนาะကျွန်တော်ကဒါကဘဒုမျက်နှာမှမကြည့်ဘူးเนาะဒါပြည်သူတွေအတွက်ကိုကျွန်တော်ကပြောတာเนาะအမြန်လမ်းဆိုတာကအဘဦးတန်းရွှေကြီးအကောင်းဆုံးစောက်တည်သွားတဲ့လမ်းပေါ်မှာရဲခင်းနေเนาะ စစ်တပ်တွေလာအဲ့မှာလုံခြုံရေးတွေလာအဲ့မှာခြားထားတဲ့တလန်းလုံးပေါ့နော်ဟိုးရန်ကုန်ကနေပြီးတော့မန္တလေးထိကိုအဲ့ဒီကြားထဲမှာမှအမြဲတမ်းလှုပ်ခံနေရတာကဒီနှထိုးကြီးနဲ့ပြင်စီပေါ့နော်ဒီအခု3.8ဆိုရင်ဒီတစ်ချိန်ရောဆိုတာနှစ်ခါဖြစ်သွားပြီပေါ့နော်ဒါ3.8 3.9ရှောက်မပြောနဲ့3.8 3.9 320 320ကမိုင်အဲဆိုတာဒါကဒါနီးနီးလေးမှပဲရှိနေကြတာနော်ဒါနှစ်ချိန်နှစ်ခါမြောက်ဖြစ်သွားပြီနရွက်ကိုတရွေးဆိုတာမဟုတ်ဖင်မာလာကြိတ်တော်မှာဟုတ် เนาะအဲ့တော့ကြတော့ကိုယ့်အနေကိုတော့စဉ်းစားကြပေါ့ဗျာကိုယ့်အောက်ကလုံခြုံရေးတွေကကိုခိုင်းထားတဲ့ကောင်တွေကကိုယ့်ကိုလိန်နေရလားညာနေရလားเนาะကိုကိုယ်တိုင်အလုံးမလို့ပဲနဲ့မိမ့်မိနေတာလားဒါမှမဟုတ်လိုအပ်ချက်တွေကိုနိုင်ငံတမရောကဝေဦးစည်းကြုံနဲ့တမရောဒူကြုံနဲ့ညှိကိုကြီးကိုမတင်ပြရဲတာလားเนาะဒါကတော့တဲ့ပဲပြောတာเนาะတဲ့ပဲเนาะမကျေတယ်လဲရတယ်ဘာမှမဖြစ်ဘူးเนาะမကျေတယ်လဲရတယ်ဆိုတော့ရှင်းမှာဖြစ်စဉ်ဖြစ်သွားပြီးပြီကျွန်တော်ဘာမှပြဿနာလာမရှာနဲ့เนาะဖြစ်စဉ်ဖြစ်နေတယ်เนาะ အခုကမှမှာအခုစစ်ကြောရေးမှာရှိတဲ့တော့1 to 1တောက်ဖို့တိုင်မှုကိုအွန်လိုင်းဒေးတို့ဘာလို့လားအဲ့မှာတာဝန်ပေးကြည့်လိုက်ပါလားအဲအောင်အွန်လိုင်းဒေးအဲ့လမ်းကိုမင်းညင်အောင်ထိန်းတာလို့ပြောကြည့်လိုက်နော်အကြံပေးတဲ့နေ့ကတောင်းချမ်းသူအခု PDF တက်လာလို့တက်လာဖို့မပြောနဲ့စောက်တန်တော်ချီးတော်ပေါက်လို့မရဘူးဖြစ်သွားမယ်နော်ကာဆာရာမူအခုဖြစ်သွားတဲ့ဗိုလ်ချုပ်ကိုကိုဦးလာဘကတိုင်မှုတော့လေးမျက်နှာစစ်ကြောမှုကိုအွန်လိုင်းဒေးတို့နော်ထိန်းလာခဲ့တာမန္တလေးကို အခုကိုအောင်နိုင်လေးတို့လည်းမရှိရောမန္တလေးမှာပြည်သူစစ်တေးနဲ့ရဲတွေနဲ့အတက်တေးနဲ့ဘာတွေဖြစ်လို့ဖြစ်မှန်းမသိဘူးเนาะတရင်တွေကကြားလို့လည်းမကောင်းဘူးအတကယ်ရုပ်ပြက်စင်းပြက်တွေဖြစ်တယ်အဲ့အရာတွေကိုနိုင်လားဆိုလည်းမနိုင်ဘူးเนาะမနိုင်ဘူးမရှင်းပေးနိုင်ဘူးပြီးတော့ကိုအောင်နိုင်လေးကအရင်တော့ပြည်သူစစ်ကိုကာကွယ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အခုကိုအောင်နိုင်လေးကိုဝိုင်းတွေ့ကြတာဝိုင်းတွေ့ကြတာเนาะပြည်သူစစ်ကိုရဲရဖမ်းသွားပြီဆိုကိုအောင်နိုင်လေးကပြောတယ်လှုပ်ပေးတယ်ဩဒီအချင်းနေအချင်းကာလာမျိုးမှာဒါတွေမဖြစ်သင့်ပါဘူးမဖြစ်တတ်ပါဘူး နော်ဟိုအချင်းချင်းနေဘာညာဆိုပြီးတော့ဟိုကနော်ရှင်လဲလျှောက်တာပြားလဲဆွဲတာလုပ်တဲ့လူတကယ်တန်ဖိုးရှိတဲ့လူကိုကြတော့အခုစစ်ကြောရေးထဲမှာထားထားတယ်ဒီအမြန်လန်းဖြစ်စဉ်ကတော့ဟိုတကယ်တန်းကြလို့ရှိရင်အရန်ရှက်ဖို့ကောင်းတယ်နော်အမြန်လန်းရဲမင်းရဲ့ကောင်ကိုပြစ်ခံရတာနော်မယုံရင်သွားမေးကြည့်မဟုတ်ဘူးဆိုလာဖမ်းနော်မဟုတ်ဘူးဆိုလာဖမ်းလိုက်အဇော်ဘုံကြီးကအခုကြော်စိုးလို့ပါလို့လဲပြောကြတာပါပဲ အစိုးဘုန်းကြီးပြောတာဒီကောင်သတင်းတွေမှားပြီးရှောက်ပြောနေဆိုလာဖမ်းလိုက်နော်ဟုတ်လားမဟုတ်လားလာဖမ်းလိုက်မှမေးတော့တေချာမေးလေးလက်မလေးလက်မတော့ပဲလိုတယ်ကန်ကောင်းလို့ကန်တီလို့နော်ကန်တီလို့မသိတာဖြူးမျိုးနေတဲ့မိုင်းတရားပက်လင်မှားတဲ့ငပွေးပီရက်တွေတဲ့တက်လာပြီလို့တဲ့ပတ်တဲ့ပီရက်နဲ့ပတ်သက်တယ်တဲ့သူတို့စီကိုတဲ့အိမ်မေးကြည့်တာတဲ့အမြန်လန်းကိုဖျက်တော့ကြမယ်တဲ့ညောင်လေးပင်အမြန်လန်းပဲ့ တက်လာကုန်ပြီတဲ့ဒါဆိုရင်ကြောက်တကားမျိုးနဲ့ပဲနယ်ကုန်မျိုးနဲ့ကြောက်ကြီးမျိုးနဲ့တဲ့ကပီရီယာငပွေးတွေရဲ့ရီမန်းချက်ကအမြန်လန်းကိုဖျက်ဖို့ပဲတဲ့เนาะသူတို့ရေးထားတာတော့ဒီမှာတရားမိုင်ပတ်ချာလေဘယ်မျိုးနဲ့လဲအကုန်လို့မေးလိုက်တော့ဖြူနာလေတဲ့ဩတောင်ငူကိုတိုက်မယ်လို့ထင်တယ်เนาะတဲ့အင်းနဲ့အမြန်လန်းကိုဖျက်တော့တော့မယ်ထင်တယ်တဲ့เนาะအဲအဲ့ဒါအဲ့ဒါเนาะအမြန်လန်းအဲနည်းနည်းသတိသတိထားရမယ်เนาะ အမြန်လမ်းကိုဒီကောင်တွေတက်တက်ပြီးတော့အဲ့လိုလှုပ်နေတယ်ဆိုတော့တခုလို့ရှိတာပေါ့တချို့သောနေရာတွေဒီအမြန်လမ်းကိုတက်လာတဲ့အရာကိုထိန်းချုပ်နိုင်ဖို့လိုလိမ့်မယ်တချို့သောနေရာတွေကတော့အဲအကြမ်းဖက်တဲ့နိုင်ငံကောင်းချမ်းသူတပုံကလည်းဆာမိုးဝဲတွေပြီးရင်တို့ကတိုက်မယ်ပေါ့ဗျာအဲ့တော့ဆာမိုးဝဲတွေပြီးရင်တိုက်တယ်မင်းတို့မတိုက်ခင်မင်းတို့ကလန်းလန်တိုက်ဖို့ကြံထားမင်းတို့သေဖို့ကြံထားနော် ေဖို့ကျန်တာမင်းတို့တွေလုံနေတဲ့အဖျက်မောက်တွေအားလုံးသတင်းတွေကိုငါတို့ကလိုင်းပေါ်မှာမဟုတ်ဘူးမင်းတို့ဘယ်နေအောင်ပါတိုက်မယ်ဆိုတာသိတယ်နော်နောက်တစ်ခုကကျွန်တော်အတန်ပိုင်နဲ့မပြသေးဘူးအဲ့အတန်ပိုင်ပေါ့နော်အခုဒီဂျွန်လာတရက်နေ့ဆိုပြီးတော့မှကျွန်တော်တို့တက်မတော်အနေနဲ့ကဒီ MND ကိုးကန့်တွေကိုစုပ်ဖို့ပြီးသားတယ် အဲဒီလာချိုးကနေပြီးတော့ဆုတ်ဖို့ပြထားတယ်ဒါပေမဲ့ဒီ MND ကိုကန့်ပဲဖြစ်ဖြစ် DNN တွေပဲဖြစ်ဖြစ်ဒီကောင်တွေမှာလူဝင်အားကြီးနေသွားတယ်လက်နက်ခရင်ကြီးနေသွားတယ်ရိတ်ခါကြီးနေသွားတဲ့အတွက်သူတို့ကဒီ Hiking 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 စာချုပ်စုတဲ့ဥစ္စာကိုပဲပြောတယ်ဒါ ਉਹ လဲနိုင်ငံတော်အကြီးအကဲတွေတပ်မတော်ကာကွယ်ဦးစီးချုပ်တွေဒုချုပ်ကြီးတွေနော်လူကြီးကကျွန်တော်တို့တဲ့အများကြီးတည်တာပေါ့ကျွန်တော်တို့ကတစ်ခုတည်းလူကြီးကအစားတစ်တောင်းတည် ဒါပေမဲ့ဒီတပုံတွေကအများအားကျွန်တော်တို့ရဲ့เนาะဥစ္စာကိုအဲ့လိုအပြစ်ကရက်လိုက်တာမျိုးတို့ပုံစံမျိုးတွေသူတို့လှုပ်ပြီးတော့မှအခုသူတို့တိုက်မဲ့နေရာကနှစ်နေရာရှိတယ်လာချိုးမှာ MND ကိုကန်းကအခုလူသစ်စုနေတယ် TNN နေလဲလူသစ်စုနေတယ်စားနဲ့ရိတ်ကန်နဲ့လက်နက်တွေသူတို့စုနေတယ်သူတို့ကစုပြီးဘယ်ကိုတိုက်မလဲဆိုနံပါတ်1ကမိုင်းရဲကိုတိုက်မယ်เนาะမိုင်းရဲကိုတိုက်မယ် မိုင်းရဲကိုမတိုက်ရင်နံပါတ်1ကပြင်ဦးလင်ကိုတိုက်မယ်ဆိုတဲ့သတင်းကအခုထွက်နေပြီနော်အခုသူတို့အားမွေးနေတယ်အရှိန်ယူနေတယ်ကျွန်တော်ပြောတာယုံကြည်မယုံမယုံကြည်နေမယုံဘူးဆိုရင်မနဲ့ပြန်ကျွန်တော်အတန်ဖိုင်နေတကွကျွန်တော်အခုလူကြီးတွေစီကိုရောက်အောင်လဲကျွန်တော်ပို့ထားပြီးပြီနော်အဲ့ဒီအတန်ဖိုင်နေပို့ပြီး၂ရက်၃ရက်လောက်အကြာကြာရင်တော့ကျွန်တော်လိုင်းပေါ်မှာတရားဝင်ဓာတ်တွေကိုကျွန်တော်ပြောရလိမ့်မယ် အဲ့အတန်ဖန်ကိုကျွန်တော်ဖွင့်ပြရလိမ့်မယ်ဒီ30 20ခုမတိုက်ခင်တော့ကလည်းဒီလိုပဲအတို့အခုလိုမျိုးပဲဟိုင်းကင်းစာချုပ်ဟိုင်းကင်းစာချုပ်ဆိုပြီးတော့တိုက်လာတာတောင်ခန်းကိုတိုက်တာတို့မရအောင်အခုတို့တိုက်ဖို့ကမိုင်းရဲကိုမတိုက်ရင် ပြင်ဦးလုံတို့တိုက်လိမ့်မယ်နောက်တို့လူတစ်တွေ14နှစ်နဲ့45နှစ်အတွင်းကို လူစုနေတယ်နော်ကျွန်တော်အဲ့ဥစ္စာတွေကိုကျွန်တော်ညစ်ကိုကြီးကြီးရောက်အောင်ကျွန်တော်ပို့ပေးမယ်အဲ့ဒီအတန်ဖိုင်တွေကို 14နှစ်ကနေပြီးတော့45နှစ်အတွင်းကိုလူစုနေတယ်မိုင်းရေကိုတိုက်မယ်ပြီးလို့အခု6လပိုင်းတည့်ရနေမတိုင်ခင်ကျွန်တော်တို့တက်မတော်ကနေပြီးတော့မှလာရှိုးတို့ဒီကျွန်တော်တို့ပေးပေးထားရတဲ့နေရာတွေပေါ့နော်အခုအဓိကတော့ရှမ်းမြောက်ပါပဲဂျန်တဲ့နေရာမှာဆုံးရှုံးမှုကအဲ့လောက်မရှိဘူးအမ်းမှာလည်းကျွန်တော်တို့တက်မတော်အနေနဲ့အခြေအနေကောင်းတယ်အမ်းလည်းအခြေအနေကောင်းတယ်အခုစစ်မျက်နှာပြင်ပွင့်နေတဲ့နေရာတွေအားလုံးအခြေအနေကောင်းတယ်မကောင်းတာကမိုးပြင်းနဲ့ မိုးပြင်းနဲ့အခုရမခါတို့ဘာလို့ကတော့မတိုက်တော့ဘူးပေါ့ဗျာတောင်းခံလည်းကောင်းတယ်စစ်မျက်နှာပြင်အကုန်လုံးကောင်းတယ်မိုးပြင်းတစ်ခုတော့မကောင်းဘူးမိုးပြင်းမှာတော့သူချကိုချချနေတယ်ဒါပေမဲ့အကြာဆုံးကတော့နှစ်ဖက်လုံးမှာရှိပုံရတယ်ဒါပေမဲ့ကိုယ့်ဘက်ကပို့ပြီးတော့မှကြာဆုံးမှုရှိနေတယ်ဆိုတော့အတန်လေးကျွန်တော်ကြားနေရတာရှိတယ်ပေါ့နော်ဒါကတော့စစ်တိုက်တာဆိုတော့ဟိုမပြောလို့ဘူးပေါ့ကြာဆုံးတာကြာဆုံးတာပဲလေအဲ့တော့လာချိုရမခါငြိမ့်နေတယ်အခု ကျွန်တော်တို့တက်မတော်နောင်ချိုတိမ့်ပိုက်မယ်ထောင်းကျွန်တော်တို့ကဒီ MNDA အကူအကန့်ကိုတခါတည်းလာချိုးမျိုးကနေအပီမောင်းထိုးပါမှာเนาะအပီမောင်းထိုးပါမှာเนาะမောင်းမလို့ပဲねဒီတိုင်းဟိုင်ငင်စာချိုးအရလိုလိုလိုအဝိုးလိုလိုဒီလိုလိုလီးလိုလိုမိုးလိုလိုလုံနေရင်14နှစ်ကနေ45နှစ်အတွင်းကိုကိုကန့်ကလူစုနေတယ်เนาะတိုက်မှာမိုင်းရုံတိုက်မယ်နံပါတ်1မိုင်းရမဟုတ်ခင်ပြင်ဦးလုံတိုက်လိုက်မယ် အဲ့ဒီတည်င်းကတီတီကြကြခိုင်ခိုင်မာမာကျွန်တော်စီကိုရောက်နေပြီနော်ကျွန်တော်ကြိုပြောရင်မားခဲ့တယ်နော်အေးကြိုပြောရင်မားခဲ့တယ်ဆိုတာတဲ့ကိုဘက်ကလက်ဦးမှုအရင်ရယူရမယ်အဲ့ဒီရဲ့အတန်ဖိုင်နေကျွန်တော်အကုန်လုံးအပေါ်ကိုပို့ပေးမှာနော်ပို့ပေးမှာအခုလည်းပို့ခိုင်းထားတယ်တို့ရောက်လားမရောက်လားတော့ကျွန်တော်လည်းမသိဘူးနော်ကျွန်တော်ပို့ခိုင်းထားပြီးပြီအဲ့တော့ဒီရကိုင်ဘက်အခြေအနေကောင်းတယ်အခုနောက်တစ်ခုကပြောချင်တာစစ်သားပေါ့နော် ဒီလိုတိုက်ပွဲတွေမဖြစ်ခင်မှာဟိုနေ့ကကျွန်တော်ချိန်ညာသွားတဲ့ကလေးမျိုးကလေးမျိုးရဲ့ဓာကဆာမှုကိုအောင်ကျော်ဆိုင်ကိုအောင်ကျော်ဆိုင်ဆိုတာဒေသ26ကဒီလူကဘလို့လူမျိုးလဲဆိုတော့စစ်သားထဲမှာမှာတော်တော်ရှားရှားပါပါတွေ့ရတဲ့လူမျိုးဖြစ်တယ်ဓာကဆာမှုကလည်း26ကကိုအောင်ကျော်ဆိုင်အနာမကတိုင်းမှုကလည်းဗိုလ်ချုပ်မျိုးမင်းထွေးပေါ့နော်သူအမျိုးသမီးရအောင်ချိုးသူပဲနော်သမီးလေးနှစ်ယောက်ရှိတယ် เนาะအဲ့တော့လုံးလုံးကန်လို့တော့ကောင်းတယ်ကောင်းတယ်ကိုအောင်ကျော်ဆိုင်က အောက်ခြေမှာလုံနေတာတွေတချို့ຢာတွေမတိဘူးနဲ့ထင်တယ်เนาะကလေးပြို့မှာအဲ့ဒီအဝင် အထွက်တွေမှာ ကိုယ့်ရဲ့တပည့်အောက်လက်သားသမီးတွေကเนาะတချို့ကားတွေမှာငွေကြီးတွေပါတွေအဲ့လိုမျိုးတွေနည်းနည်းရှိလိမ့်မယ်ဒါပေမဲ့ဓာကသာမှုဆိုတော့လေသူလည်းအလုံးစုံတော့တိနိုင်မှာမဟုတ်ဘူးသူ့ကိုချီးကျူးတာတကူကသူက ဲ့ဒီကလေးမျိုးမှာအရင်တော့ဓာကစားမှုကိုအောင်နိုင်ဦးနဲ့ရှိတော့ကလေးကလေးမျိုးရဲ့ကုံတဲ့မဆာသာဆိုတာရှိတယ်မဆာသာကအဲ့ဒီကိုအောင်နိုင်ဦးကိုဘုံပေါ့ဦးကိုအောင်ကျော်ဆိုင်ကို တွေ့ကျင်လို့သုံးကတီတီတွေ့ကျင်လို့ခွင့်တောင်းတယ်ခွင့်တောင်းတဲ့အချိန်မှာကိုအောင်ကျော်ဆိုင်ကဗာပြောလိုက်လေဆိုတော့သူနဲ့တွေ့ကျင်ရင်နဲ့သူအသက်65နှစ်ပြည့်မှလာတွေ့ပါတဲ့ ပြောတာရှင်းတယ်ကုံတင်တဲ့သူစကားမပြောချင်ဘူးတဲ့ဒီအချိန်မှာ तू စစ်ဘဲတိုက်ချင်တယ်တဲ့အဲ့ဒါနဲ့ကားတစီဖမ်းမိတယ်ကားတစီဖမ်းပြီးတော့အဲ့ကားတစီကသိန်း300တန်တယ် तू ကပြောလိုက်တယ်အဲ့ကားကိုလာရွေးတော့သိန်း1000ပေးရင်သိန်း1000ပေးလို့ရှိရင်နဲ့လာယူွားလို့ပြောတယ်တဲ့ကားသိန်း300တဲ့တနာသိန်း1000ဘယ်သူကပေးမှာတော့ဟုတ်တယ်မလားအဲ့အဲ့ဒါတစ်ချက်သူ့ရဲ့ပြောပုံစူပုံတွေပေါ့နော်ဒါဓာတ်ကစားမှုကိုအောင်ကျော်ဆိုင်ပေါ့နော် ကျွန်တော်ကစစ်ပဲတိုက်ချင်တာတဲ့ကုံတယ်ပွဲသားရင်လည်းစကားလည်းမပြောချင်ဘူးတဲ့ကုံတယ်ပွဲသားတွေကကျွန်တော်ကိုစကားပြောချင်ရင်ကျွန်တော်ပင်စင်ယူတဲ့အချိန်မှပဲလာပြောပါတဲ့အဲ့လိုပြောတာနော်အဲ့လိုပြောတာဆိုတာ तू ကပြောတာမဟုတ်ဘူးကျွန်တော်ကအတွင်းသတင်းတွေအဲ့ဒီကုံတယ်တွေကပြန်ကြားရတာအခုအဲ့ဒီဓကစမှုကိုအောင်ကျော်ဆိုင်ကိုကုံတယ်တွေစုပေါင်းပြီးတော့မှလှုပ်ကြံဖို့လုပ်နေတယ်လှုပ်ကြံဖို့ဆိုတာဘာလို့လှုပ်ကြံမလဲဆိုတော့ကုံတယ်ပွဲသားတွေကပြောတယ်တဲ့ဒီမျိုးကိုရောက်လာပြီးတော့ပေါ့နော်ငါတို့ကုံတယ်ပွဲသားတွေရဲ့ တေကန်ချင်းကိုမှမယူလို့ရှိရင်နေရာပြောင်းရမယ်ဆိုတာမတည်ဘူးလားဆိုပြီးတော့အဲကုံတဲ့ပွဲသားတွေကချင်းချောင်းနေတာတဲ့အဲ့ဒါကိုသူကလည်းအန်တုပြီးတော့မှငါရဲ့ကိုချိုးငါရဲ့ဘောနောဥစ္စာတုံးခဲ့လို့ရှိလို့ရှိရင်နေပလေးစီပေါ့အခုသူတို့ကပတိတရားကိုတိုက်တဲ့အချိန်မှာအဲ့ဒီပွဲသားတွေပွဲသားကုံတဲ့ပွဲသားတွေတယောက်ကို330 330 PDF ကိုပေးရတာချင်း PDF ပေါ့နော် ရှင်းပီရီယက်တို့ခဏလေးတော့ဒါအမြန်လန်းကိစ္စလေးအလုံးမဟုတ်โอเคโอเคနေခင်းကကျွန်တော်နဲ့ဖုန်းရလို့ပါဟုတ်အလုံးဟယ်လိုโอเคโอเคအမောင်လည်းကျမ်းမာကြီးယူဆိုင်ပါလို့ပြောပြပါအောင်နော်ဟုတ်ပြောလိုက်ပါအောင်ဗျโอเคโอเค လေးသားလေးသားအမြန်လမ်းအမရဲမီးတွေအခုချိန်ထိအမအကုန်လုံးဟောဖြစ်နေတော့အဲ့တော့ကုံတဲ့ကလေးမျိုးကကုံတဲ့ပွဲသားတွေကတယောက်ကိုတဦးကိုသိန်း30နဲ့ကပတီတရားကိုတိုက်ဖို့အတွက် PDF ချင်း PDF ပေါ့နော်ဟို CDF တို့ PDF တို့ကနေပြီးတော့မှ တောင်းတော့ဆောက်တန်မထွက်ဘူးနော်တက်မတော်သားတွေအဲ့လိုအဝင်အထွက်တွေမှာ ဖြစ်တဲ့အချိန်ကျတော့စောက်တန်ထွက်လာတယ်ဒါပေမဲ့ကျွန်တော်ဒီမျက်တာတဲ့ပြည်သူလူထုရဲ့ကိုသားစပီကာတူဖြစ်နေတဲ့တွေကကျွန်တော်ပြောပေးခဲ့တယ်ကျွန်တော်ပြောတယ်ကျွန်တော်ကကိုအောင်ကျော်ဆိုင်ကိုပြောတာမဟုတ်ဘူးကိုအောင်ကျော်ဆိုင်ကိုကျွန်တော်အိုက်နေရဖုံးဆက်တယ်ဖုံးဆက်တဲ့အချိန်မှာဖလန်းနှစ်ချောင်းချစ်ကိုတိုက်နေရတဲ့ပြဿနာတစ်ခုကြောင့်ကိုအောင်ကျော်ဆိုင်ကဖုံးမကန်နိုင်ဘူးနေမယ်ကျွန်တော်လည်းမသိဘူးအဲ့မှာကျွန်တော်ကကိုကြီးကျွန်တော်ဇော်ဘိုးကြီးမှာလို့ပြောတဲ့ချိန်မှာလေသူကအချောင်းမပြန်ဘူးသူလည်းလှုပ်ရှုပ်နေလို့နေမယ်အဲ့တော့ကျွန်တော်ကပြည်သူလူထုကနေပြီးတော့မှ ဒီလိုတက်ကြိတ်တွေကိုဒီလိုပေးရတယ်ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်ကလိုင်းပေါ်မှာတရားဝင်ပြောပေးတယ်ဒါကျွန်တော်ကျွန်တော်အနေနဲ့ပြောပေးရမယ်ကျွန်တော်တို့တက်မတော်ပုံရိပ်ကိုကျွန်တော်အကြမခံနိုင်ဘူးနော်ပုံရိပ်ကို အကြမခံနိုင်ဘူးအဲ့တော့ကြတော့ပြဿနာဘလို့သွားဖြစ်လဲဆိုတော့ကျွန်တော်ကြားတာဒီတဲ့ဒီပွဲသားကုံတဲ့ပွဲသားတွေကတဲ့ကပနီတရားကိုတိုက်ဖို့လှုပ်တော့က PDF တွေကဒီ ကပ္ပဏီတရာအောက်တိုက်ဖို့လုံတော့ကြတော့တဲ့တယောက်ကို330စီးတဲ့ထဲတော်ကစောက်တန်မထွက်ဘူးတဲ့နော်စောက်တန်မထွက်ဘူးတဲ့အခုကြတော့တဲ့အတန်တရာဟိုပြောဒီပြောနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ကျွန်တော်ကတဆင်ကကြားလာရောကြားလာတော့အဲ့ဒါနဲ့ကျွန်တော်ကဒီကလေးတက္ကသမှုကိုအောင်ကျော်ဆိုင်ရဲ့ဟိုဟာကိုစုံစမ်းကြည့်တယ်သူရဲ့လုံလုံနေမှုတွေအဲ့မှာပြုမှုဆောင်ရနေမှုတွေကိုစုံစမ်းကြည့်တော့ဒီတက္ကသမှုကဘာပြောလဲဆိုတော့ငားရတဲ့စစ်သားဟိုတဲ့ ကြီးကကောင်းကောင်းဟဲလမက်ကောင်းကောင်းတော့အဝိစာကောင်းကောင်းလိုအပ်တာတွေအကုန်ဖြည့်ဆည်းပေးတဲ့ဂုံတွေပွဲသားဆိုလို့ရှိရင်နဲ့သူကငွေမယူဘူးနော်အဲ့လိုမျိုးဆိုရင်ငါချိုးစင်တက်ရင်တက်ရပါလိမ့်စေတဲ့မင်းတို့ဝင်လာတဲ့ပြောင်းနေပါလိမ့်ငါအကုန်ခွင့်ပြုမယ်တဲ့အဲ့လိုမျိုးလာတဲ့လူပြအဲ့လူကအာကြောက်စရာကြီးလို့ဒီလူ ပေါ့နော်တကယ်ကြောက်စရာကောင်းတဲ့လူပါလားပေါ့ကြောက်စရာကောင်းတဲ့ဟိုပေါ့နော်ဓာကဆာမူပါလားပေါ့နော်ငါကိုချိုးတော့ဆိုရင်တော့လေငါဘဲကုံတင်နေမှလည်းမတွေ့ချင်သူဘဲစီးပွားရေးသမားနေမှလည်းငါလည်းမတွေ့ချင်ဘူးလေအယုံနောက်လို့လေစိတ်ရှုပ်လို့လေနော်အဲ့တော့ကျွန်တော်ကຢာတူးရဖို့လည်းလုံးလုံးနေတာမဟုတ်ဘူးလေချမ်းသာဖို့လုံးလုံးနေတာလည်းမဟုတ်ဘူးလေကိုချိုးစည်းပွားရှာဖို့လည်းဒီဒီကလေးမျိုးကျွန်တော်ရောက်လာတာမဟုတ်ဘူးလေအေးကျွန်တော်ရောက်လာတာဒီဒီကလေးမျိုးနဲ့တာယာအေးချမ်းဖို့ နံပါတ်1တဲ့သူကြားတဲ့နေရာတော့သူသားအေးချောင်းလုံးမှာပေါ့နံပါတ်1ကပြီးလို့ရှိရင်ဒီမှာကလေးမျိုးမှာရှိနေတဲ့ပြည်သူလူထုတွေလွတ်လပ်စွာသွားလာပြီးတော့မှလောက်ကင်စားတော့နေနိုင်ဖို့အတွက်ကိုသူလှုပ်ပေးပြီးတော့မှသူအချိန်ကြရသူပြောင်းရမယ်နော်ပြီးလို့ရှိရင်သူမြန်မာနိုင်ငံငင်းချမ်းမှတက်မတော်ပေါ်မှာပြည်သူလူထုတွေအထင်မြင်လွဲမားတာတွေကိုလက်တွေ့ကြကြနဲ့သူမြဝါတင်တင်ဒီကုံတွေပွဲသားတွေရှိရပတ်စံတစ်ချက်မှမယူခဲ့ဘူး ဒီကလေးမျိုးကိုသူတက်မတော်ရဲ့အသက်သွေးချေးတွေနဲ့ပေးဆက်ပြီးတော့မှသူတက်နိုင်တယ်လို့သူလှုပ်ပေးခဲ့တယ်ဆိုတဲ့ဂုံပုတ်ကိုပဲသူလိုချင်တာအဲ့။နော်အကုံတဲ့ပွဲသားတွေကျွန်တော်ကိုပြောချင်တယ်ဆိုရင်ကျွန်တော်ပင်စင်ယူတဲ့အချိန်မှာကျွန်တော်နဲ့လာတွေ့ပါလို့ပြောတာ။အဲ့တော့အခုဂုံတဲ့ပွဲသားတွေကချင်းချောင်းနေတယ်တဲ့။ချင်းချောင်းလို့ဘလို့ရမှာလဲ။နာမခတိုင်းဘူးကလည်းတေသ26ကလေနော်ကိုမျိုးမင်းထွေးကကိုအောင်ကျော်ဆိုင်ကလည်း26က ကိုအောင်ကျော်ဆိုင်ကနည်းနည်းစိတ်ကြီးတယ်တခါကြတဲ့ကိုအောင်ကျော်ဆိုင်ကမှန်နေပါလေထိုးခွက်တတ်တယ်ကိုကြီးအကိုကြီးကြောင်းညီလေးကုံတိတယ်နော်အကိုကြီးပန်းနေပါလေထိုးခွက်တတ်တယ်လက်တွေပါလေပတိလေးပါလေစီရက်ပြန်လေးပါလေဖွတ်တာအကိုကြီးကနည်းနည်းစိတ်ကြီးလို့နော်စောပေါ်ရင်ငါကြောင်းနေဘလို့တိလဲလို့အကိုကြီးမမေးနဲ့နော်အအကိုကြီးနဲ့တင်တန်းတူတူတက်ဖူးတဲ့လူတွေကကျွန်တော်နဲ့အတူတူရက်တောင်းနေတာနော်အဲ့တော့ရတော့ဟိုပြောချင်တာက ကိုအောင်ကျော်ဆိုင်ကအဲ့လိုမျိုးစစ်သားမျိုးတွေကျွန်တော်တို့အလိုရှိပါတယ်ပေါ့နော်တိုင်းပြည်မှာအဲ့လိုစစ်သားမျိုးတွေအဲ့လိုတပ်မတော်သားတွေအများကြီးရှိပါတယ်အဲဂိတ်တွေမှာတော့အောက်ခြေမှာတော့ဗောဗျာအဲရှိကြမှာပေါ့နော်တပုံအောင်ပေးသေးတာပဲဗျာကိုစစ်သားကိုပေးရတာပေးကြပေါ့နော်ခင်ဗျားတို့ကလေးမျိုးလေးဒါရပေါ့အဲ့မှာကလေးမျိုးကဆရာတော်ဘုရားတယောက်ကတော့ပြောတယ်ကလေးမျိုးမှာတဲ့စီးပွားရေးလုပ်ငန်းလုပ်တဲ့ကုံတဲ့ပွဲသားတွေကတဲ့ရိုးရိုးသားသားနဲ့ကြီးပွားချမ်းသာသွားတာကလက်သုံးချောင်းလောက်ပဲရှိတယ်တဲ့၃ယောက်လောက်ပဲရှိတယ်တဲ့ ကျန်တဲ့လူတွေကဒီလိုပဲတဲ့ကလင်ကြစ်တွေနဲ့ဒါတော့ခင်ဗျားတို့မနာနဲ့တော့ဘုန်းကြီးကပြောတော့ကျွန်တော်ကပြောတာနော်ကလေးမျိုးကဆရာတော်ဗျာတဝူးရှိတယ်အဲ့ဒီဆရာတော်ဗျာကြောင့်ပဲကျွန်တော်ကလေးမျိုးအခုခင်ဗျားတို့မြောင်ခရမ်းတို့ဟန္တာဝူဒီတို့ဘာလို့ကိုကျွန်တော်20 6သိန်းနဲ့8တောင်းဖို့ကျွန်တော်ကလေးတွေကိုစာအုပ်တွေဘောပင်တွေခဲတံတွေကျွန်တော်ပြီးခဲ့တဲ့နှစ်ကလူခဲ့ဘူးတဲ့ဒီနှစ်ចောင်းပြီးသွားပြီကျွန်တော်လူခဲ့ဘူးတဲ့နောက်ဓာကသမူဦးအောင်ကျော်ဆိုင်ရလဲဟိုနေ့က ငချောပိတာတရားလူရယ်ပိတာတရားလူရယ်အဲ့တော့ကျတော့တကယ်တော်တဲ့ထက်မြက်တဲ့ပေါ့နော်ဒီလိုတက်မတော်သားတွေကိုကျွန်တော်တို့အလိုရှိတယ်နော်ရာကလေးတက္ကသမှုအကောင်ကျော်ဆိုင်ငချောပိတာတရားလူရယ်တဲ့အဲ့မှာပို့ပေးတယ်သူလည်းရအောင်လုပ်နေအဲ့မှာစားတွေလည်းပြက်လက်နေတယ်နော်ဝင်ကြီးချုပ်ကကိုမြတ်ကျော်နော်ကိုမြတ်ကျော်ဆိုရလဲဒါကိုဦးမြတ်ကျော်လို့မခေါ်ချင်လို့ဗျာကိုမြတ်ကျော်လို့ခေါ်တယ်နော် ကိုမြတ်ကျော်မှလည်းတိုင်းဘူးကလည်းမျိုးကိုမျိုးမင်းထွေးမဒီမှာလည်းကိုအောင်ကျော်ဆိုင်ဒါမှစကိုင်းတိုင်းအေရီယာအခြေကြီးပြသိရမလားတော့ PDF တွေနှလပိန်းတို့ချီပရင်းတွေထားကြတာအဲ့မှာတော်တော်ဆိုးလာတော်တော်ဆိုးလာထိုင်ရသိရလဲတော်တော်ခက်တဲ့ခက်တဲ့တိုင်းပေါ့နော်စကိုင်းတိုင်းပေါ့နော်ဒါပေမဲ့ PDF သင်ဆိုင်ကတော့စကိုင်းတိုင်းပဲဖြစ်မှာပဲဆက်တိုင်းရင်မျိုးတွေပြတ်မယ်ရွာတွေပြတ်မယ်နော်ဒုက္ခတွေရောက်ကုန်မယ်အကုန်လုံးကနော်အဲ့တော့ပြောချင်တာကတော့ တက်မတော်မှာဒီလိုလူမျိုးတွေနော်ဒီလိုဓာကဆမူးတွေဒီလိုခေါင်းဆောင်တွေလူရှိတယ်ဖျဲသီးတွေပေါ့နော်ပြီးလို့ရှိလို့ချင်းဝန်သားစရာစကားတခွန်းကတော့လွန်ခဲ့တဲ့3ရက်တည်းကကျွန်တော်သိကြပါကျွန်တော်ကမပြောခဲ့တာမပြောခဲ့တာဆိုအကြောင်းအရာဆက်ဆက်မှုမရှိလို့ဒါဓာကဆမူးကိုအောင်ကျော်ဆိုင်ုံပြောတယ်လို့ကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာနော်ဗန်မွေးမှာဗန်မွေးကနေပြီးတော့အုံမဒီအုံမကားလို့ရွှေချောင်းမင်းတို့ပါတော့ပေါ့နော်ဒီနောင်ချိုးကိုဒီမှာကျွန်တော်အလန်း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 ဒီအလန်းလကားမဟုတ်ဘူး နောက်ချိုးမကြမီအချိန်တွင်းမှာနော်ကျွန်တော်တို့တက်မတော်ကပြန်လဲအသိမ့်ပတ်ရရှိလို့မှာဖြစ်တယ်အသိမ့်ပတ်ရရှိလို့မယ်နော်အဲတခြားနေရာတော့မပြောချင်ဘူးနောက်ချိုးကိုတိတ်မကြတော့ဘူးပေါ့နော်အေးမင်းတို့ကပဲစာမပွဲပြီးရင်တိတ်မလားငါတို့တက်မတော်ကပဲတိတ်မလားဆိုတာတော့မင်းတို့ကြည်ထားပေါ့နော်ကြည်တာအဲ့တော့နောက်ချိုးမကြမီအချိန်တွင်းမှာဒီအလံကိုအလကားထားမှာပေါ့အလံနှစ်ခုရှိတာနှစ်ခုဟိုမှာအကြီးတစ်ခုရှိသေးတယ်အလံအကြီးဒါနှစ်ပေလေးပေဟိုမှာလေးပေ၆ပေရှိတယ်နော်အဲ့တော့ တရားသူတို့အေးမင်းအောင် တော့ကာနေဤတင်သွားပါပြီခင်ဗျာနော်လွန်ခဲ့တဲ့3ရက်လောက်ထဲကကျွန်တော်ကလည်းသူနဲ့နီးစက်ရနေရာမှာမရှိဘူးသူ့ကို concrete duration မှာဆိုတာလုပ်ချင်တာဒါကတရားသူတို့အေးမင်းအောင်ကိုတရားသူတို့အေးမင်းအောင်ဆိုတာကဒီဘက်တစ်ဖက်မှာကတရားသူကရတဲ့ဒီဘက်ခေမှာပေါ့နော်တော်တော်ရှားတဲ့ရှားပါပေါ့နော် DSC အပတ်စဉ် intake 44ကိုလည်းဂုံယူပါတယ်အင်တိတ်44ကနော်တရားသူတို့အေးမင်းအောင်နဲ့အတူတူ ဒီ SD တက်ခဲ့တဲ့ညီကိုတွေကိုလည်းဂုံယူပါတယ်ပေါ့နော်ဒီရသူကအေးမင်းအောင်တော့ခုကာနေကြီးအပွင့်တင်သွားပါပြီအမကော်လန်ချက်က၄တောင်းနဲ့အလဲဒီကနေ့လေးပြပါတယ်နော်ကာနေကြီးလွန်ခဲ့တဲ့၃ရက်တည်းကသတင်းတွေကကျွန်တော်စီရောက်တယ်ကျွန်တော်လည်းခုမှကြုံလို့ပြောပြတာပေါ့နော်အဲ့တော့ဒီရသူကအေးမင်းအောင်ကိုတက်မတော်အတိုင်းဝိုင်းနေရတချို့တော့တိုက်ခိုက်တဲ့လူတွေရှိတယ်လို့လက်ဖက်ပလောင်တွေကလည်းတိုက်ခိုက်တယ်အဲ့တော့တိုက်ခိုက်တဲ့ဂျားတွေကနေမှအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ာနယ်ကြီးဖြစ်သွားပါပြီเนาะကာနယ်ကြီးဖြစ်သွားပြီကာနယ်ကြီးဖြစ်သွားပြီဆိုတော့တိတဲ့အတိုင်းပဲလေเนาะအဲ့တော့တက်မတော်မှာဒီလိုလူမျိုးတွေသူရဲကောင်းတွေပေါ့เนาะနောက်တစ်ခုကတော့တောင်းကန်ကမဆာခကိုရနေเนาะကိုနိုင်ဝင်းကိုနိုင်ဝင်းပေါ့เนาะဗမှုချုပ်နိုင်ဝင်းရဲ့အကြောင်းကတော့အဲ့ဒီမှာတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်တီတွေကတရင်နေပေးလာတာရှိတယ်ဒါပေမဲ့အဲ့ဒါကိုတော့ ဖုံးတဲ့နီးစက်တဲ့လူတွေကိုမေးပြီးတော့မှအမှန်တရားတော့ပြောရမယ့်အရာတွေတော့ရှိလာသေးတယ်နော်အဲအဲ့ဒါလေးတော့ရှိတယ်အဲ့တော့တရားသူကအေးမင်းအောင်ကတော့ကာနေကြီးဖြစ်သွားပြီးတော့မှနော်ဒီဗန်မွေးတွေဗန်မွေးနေရနေပြီးတော့မှဆုတ်ခွာခဲ့ရတဲ့နေရာတွေအားလုံးကို ပြန်ယူထားတဲ့အတွက်နောက်တော့သူ့ရဲ့စူးစမ်းမှုတွေနော်သူ့ရဲ့စူးစမ်းမှုတွေကြောင့် အခုလိုကာနေကြီးအပွင့်နေပါလေအခုသူတင်သွားပြီတင်သွားပြီအဲ့လိုပဲတက်မတော်မှာလည်းစူးစားကြပါလို့နော်တက်မတော်သားတွေတက်မတော်သားတွေရှေ့တန်းရောက်စစ်တီတွေစသားတွေအားလုံးနော်အစင်ရာလူမခွဲကြပါဘူးစူးစားကြပါနော်ကိုတက်မတော်သားအချင်းချင်းဝိုင်းဝန်းကူညီပါမုရိဒာတရားပွားပါမြစ္စည်းရာစိတ်တွေမထားပါနဲ့နော်ဒီတရားသူရောအေးမင်းအောင်ဆိုတာတက်မတော်ဘက်ကလည်းအချို့သောအောက်တန်းသားတွေကတိုက်ခိုက်တာကိုသူခံရတယ်ရှေ့တန်းမှာလည်းတော်တော်လေးကိုသူရုံးကန်ပြီးတော့စူးစားနေရတဲ့ အနေအထားမျိုးကာလာထဲမှာမှာတော့တူတော့ကတော့ congratulation ပါပေါ့နော်အဲကိုကြီးကိုအောင်ကျော်ဆိုင်ကိုကိုအောင်ကျော်ဆိုင်တို့လိုတိရသူရအေးမင်းအောင်တို့လိုစစ်သားကောင်းတွေယောက်ျားကောင်းတွေတက်မတော်မှာဒီတက်မက ပေါ်ထွက်လာပါစေလို့ပဲကျွန်တော်ဆုတောင်းပေးရင်းနဲ့ဒီညလိုက်ကတော့ဒီမှနဲ့အဆုံးသတ်ပါတယ်နော်မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေရှေ့တန်းရောက်နေတက်မတော်သားတွေပြည့်ရနေကင်းချင်းပြီးနောက်တန်းအမိသားစုတွေနဲ့အမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေ